စစ်ဖြစ်နေတဲ့ယူကရိန်းနဲ့ရုရှားတို့ဟာ၃နှစ်ကျော်ကာလအတွင်းပထမဆုံးတရိုက်ဆွေးနွေးမှုအဖြစ်မေလ15ရက်မှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာတွေ့ဆုံကြရာဒီဆွေးနွေးပွဲကိုတက်ရောက်သူတွေစီရင်မှာရုရှားသမ္မတဗလာဒီမာပူတင်ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီက ။အစ္စတန်ဘူမြို့မှာ၎င်းနဲ့ကိုရိုင်းတွေးဖို့စင်ခွန်ခဲ့တယ်ဆိုပေမဲ့လည်းရုရှားကိုယ်စားလှယ်အဖွဲ့မှရာရူအဆင့်နှိမ့်သူတွေသာပါဝင်လာခဲ့ပါတယ်။ပူတင်မပါဝင်မှုကရုရှားရဲ့2022ကျူးကျော်မှုဖြစ်ပွားအပြီးသတင်းပတ်အနေငယ်အတွင်းယူကရိန်းရုရှားတွေးဆမှုပြက်ကွက်ခဲ့ပြီးနောက်ပိုင်းပထမဆုံးတရိုက်ဆွေးနွေးပွဲရဲ့အရေးပေါ်မှုကိုရောကြစေခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလ24ရက်မှာထိုးစစ်စတင်ကလေးကလူထောင်ချီတည်ဆုံးခဲ့ရပါတယ်။ရုရှားကယူကရိန်းရဲ့နေမြေငါးဘုံတုံးကိုသိမ်းပိုက်ခဲ့တဲ့အတွက်အခုအခါယူကရိန်းစစ်ပွဲဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အဆိုးရွားဆုံးစစ်ပွဲဖြစ်ခဲ့ပါတယ်။ရက်30ကြာခြင်းချက်မရှိအပြစ်ခတ်ရေးဆဲရေးကိုယူကရိန်းနဲ့ဥရောပနိုင်ငံတွေကလွန်ခဲ့တဲ့သတင်းပတ်ကတောင်းဆိုခဲ့တာကြောင့်ပူတင်ကတံပြန်ကမ်းလှမ်းမှုအဖြစ်မေ15ရက်မှာအစ္စတန်ဘူလ်မှာဆွေးနွေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ကလန်တက်ကိုဇန်လန်စကေးကသဘောတူခဲ့တဲ့ဆိုပေမဲ့ဆွေးနွေးပွဲကိုပူတင်ကိုယ်တိုင်တက်ရောက်ခြင်းမရှိပါကဒါဟာပူတင်အနေနဲ့ငြိမ်းချမ်းရေးကိုအမှန်တကယ်စိတ်ဝင်စားခြင်းမရှိဘူးဆိုတာကိုအသိပေးတာဖြစ်လိမ့်မယ်လို့အခုတရင်ပတ်မှာယူကရိန်းသမ္မတကပြောကြားခဲ့ပါတယ်။ဒါကသူဆင်နွှဲတဲ့စစ်ပွဲဖြစ်ပါတယ်။ဒါကြောင့်ဆွေးနွေးတာတွေဟာသူနယ်ပဲလုပ်တင်ပါတယ်လို့ဇန်လန်စကေးကပြောပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ကဗလာဒီမာမီတင်စကေးကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ပူတင်နိုင်ငံတိုင်းဝန်ကြီးဆာဂေလာရော့ဖ်ကရမလင်ပြည်သူ့မူဝါဒလက်ထောက်ယူရီအိုရှာကော့ဖ်တို့ဟာအခုဆွေးနွေးပွဲမှာပါဝင်လာမယ်လို့ကောလာဟာလာတွေထွက်ပေါ်လာခဲ့ပေမဲ့လည်းအခုခါ၎င်းတို့ဟာရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့စီးရင်မှာမပါဝင်ခဲ့တာဖြစ်ပါတယ်။လက်ဘရော့နဲ့အူရှာကော့ရိုဟာအရင်ကအမေရိကန်နဲ့ဆွေးနွေးရမှာရုရှားကိုယ်စားလှယ်အဖွဲ့မှာပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့တခြားဆင်းဆက်ဆွေးနွေးသူ၃ဦးဟာဒုတိယနိုင်ငံခြားရေးဝန်ကြီးမီခေးဂါလူစင်ဒုတိယကာကွယ်ရေးဝန်ကြီးအလက်ဇန်ဒါဖော်မင် ရုရှားထောင်လန်ရေးအဖွဲ့ GRU ရဲ့ညွှန်ကြားရေးမှူး Ivor Kosti Yukoro ဖြစ်ပါတယ်။အစ္စတန်ဘူဆွေးနွေးပွဲကရလက်တွေထွက်ပေါ်လာအောင်လုပ်ပေးနိုင်ခြင်းမရှိပါကရုရှားကိုပိတ်ဆို့မှုအသစ်တွေလျင်မြန်စွာချမှတ်ရလိမ့်မယ်လို့ဥရောပခေါင်းဆောင်တွေကပြောကြားခဲ့ပါတယ်။